ကြံရမယ်စီဧပြီလ9ရက်ပုရုဟူနေ့ညနေခင်းရုံတက်သတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်ဒီကနေ့မှာတော့ live call မြို့တဲ့ဝေရောက်လာသူတွေရဲ့ငွေလွှဲအကောက်တွေကိုစစ်ဆေးပြီးစစ်ကောင်စီဖမ်းဆီးခံရသူတွေရှိနေပါတယ်ဘန်ကောက်တိုက်ပြူကြမှုတွေပိတ်မိနေတဲ့ green dilu ငယ်ရဲ့မိသားစုတွေက DNA စစ်ဖို့ဘန်ကောက်မြို့ကိုလာမယ်လို့သိရပါတယ် live call ရှစ်ဖက်ချမ်းမှာတော်မိကြတဲအိမ်၅လုံးမီးလောင်ပြာကျခဲ့ပြီးဂိုင်းရှင်ထုတ်ဆက်သည်မီးလောင်ပျက်စီးခဲ့ပါတယ် ဆိုမိုဖရဆိုလဲမြို့နယ်က အမှတ်နဲ့ဆွတ်ရှောင်စခန်းမှာအလဲတန်းအဆင့်ထိကျောင်းဖွင့်လှစ်နိုင်ဖို့အကူအညီလိုအပ်နေတဲ့စရတဲ့တဲ့င်းတွေကိုကြည့်ရှုနားဆင်ရမှာပါရှင်။တခြားဒေသကနေလွိုက်ကုန်မြို့တွင်းပြောင်းဝင်လာတဲ့သူတွေကိုစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေမှာစစ်ဆေးမှုတွေပြုလုပ်နေပြီးငွေလွဲအကောက်တွေကိုပါစစ်ဆေးနေတယ်လို့မြို့ခံတွေကပြောပါတယ်။ခေပေးလို့အွန်လိုင်းငွေလွဲအကောက်ရှိသူတွေကိုစစ်ဆေးရာကနေဖမ်းဆီးခဲ့ရသူလည်းရှိတယ်လို့မြို့ခံတအူးကကန်ရော်ရီထိုင်းကိုပြောပြပါဗျာ။ ီးခဲ့တဲ့ match လကလေးကရိုက်ကွန်မြူတွင်အဝေအထွက်ပြုလုပ်နေသူတွေကိုစစ်ကောင်စီကစစ်ဆေးပြီးမတ်ပုံတင်နဲ့သူတို့မှရှိတဲ့ tablet တွေကအချက်လက်တွေနဲ့တိုက်စင်စစ်ဆေးနေတာပါ match လအတွင်းမှာပဲအမျိုးသားတဦးနဲ့အမျိုးသမီးတဦးဖမ်းဆီးခံရတာရှိတယ်လို့နောက်ထပ်မြို့ခတ်တဦးကပြောပါတယ်လူထုတွေအုံပြူနေကြတဲ့ငွေလွဲအကောက်တစ်ခုခုကနေစစ်ဆေးတဲ့အခါစစ်ကောင်စီကစစ်ဆေးတဲ့ဆက်တွေမှာအုံပြူထားတဲ့အချက်အလက်တွေအလုံးပြန်ပေါ်လာတယ်လို့ စစ်ဆေးခံရသူတွေက ပြောပါတယ်။ဖန်ဆီးခံရသူတွေထဲမှာ CDN ဝန်ထမ်းတွေလည်းပါဝင်တယ်လို့ဒေတာခန်တွေကပြောပြပေးမိ။ကျွန်တော်တို့ထိုင်းနေတဲ့အတိမပြုနိုင်သေးပါဘူးရှင်။ဘန်ကောက်မြို့မှာဆောက်လက်စတိုက်ပြိုကြမှုတွေပိတ်မိနေသူတွေနဲ့ဆက်ဆက်မှုရှိကြောင်း DNA တိုက်စီးဖို့ဘန်ကောက်မြို့ကိုလာမယ်လို့တိုက်ပြိုကြမှုမှာပါဝင်နေတဲ့ Crane လူငယ်လူစီယာနိုရဲ့ညီမဖြစ်သူ Veronica ငငယ်ကပြောပါရယ်။ငလေကြောက်ပြိုကျသွားတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆောင်းလက်စထိုင်းဆိုရငွေစည်းရစ်ချုပ်ယုံပြိုချမှုမှာပိမိနေသူတို့တူဖို့ရရှိပေမဲ့မိတူမိဝါဖြစ်ချောင်းကိုခွဲခြားလို့မရတာကြောင့်မိသားစုဝင်တွေကို DNA လာရောက်စစ်ဆေးဖို့ထိုင်းဆိုရက ပြောဆိုလိုက်တာပါ DNA တွားရောက်စစ်ဆေးဖို့အတွက်အလုတ်ရှင်ကုမ္ပဏီထိုင်းဆိုရနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုတာဝန်ယူစေချင်တယ်လို့မော်လူစီယာနိုရဲ့ညီမဖြစ်သူဖီရိုနီကာငင်းငယ်ကဆက်ပြောပါတယ်ပိမိနေသူမော်လူစီယာနိုဟာ အသက်30တနည်းရှိပြီး2018ခုနှစ်ကလေးကထိုင်းနိုင်ငံကိုတရားဝင်ထောက်ထားနဲ့သွားရောက်အလုပ်လုပ်ကြိုက်ခဲ့တာပါ။ဗန်ကောက်မြို့ကပြိုချသွားတဲ့အဆောက်အဦအောက်မှာအလုပ်လုပ်နေတဲ့ဂရင်းလီလူငယ်နှစ်ဦးပါဝင်နေပြီးမိုးဆဲလို့မြင်ရတဲ့လူငယ်ကတော့လွတ်မြောက်သွားခဲ့ပါတယ်။ရွှေပြအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ဥထူချစ်ကပိတ်မိနေတဲ့လူစီယာနိုရဲ့တရင်အချက်လက်ကိုမကြားသိရသေးဘူးလို့ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာကန်ရော်ရီထိုင်းကိုပြောပါရတယ်။ အဆောက်အုံပြုချမှုတွင်တည်ဆုံးခဲ့တဲ့ရွှေပြောင်အလုတ်သမားတွေအတွက်တရောက်ကို ထိုင်းဘတ်ငွေနှစ်တန်းအထိပေးသွားမယ်လို့ထိုင်းအစိုးရကထုတ်ပြန်ထားပါတယ်ရှင်။လွိုင်ကုံမြို့နယ်ရှေ့ဖက်ချံဝါငော့ကျေးရွာအနီးနားကတောင်ရချန်တနေရာမှာ တော်မီကူးဆက်လောက်ကျန်းခဲ့တဲ့အတွက်တဲအိမ်ငါးလုံးမီးလောင်ပျက်စီးခဲ့တဲ့ပြင်ဂိုင်းရှင်ထိုဆက်တစည်းမီးလောင်ပျက်စီးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလ၁ရက်နေ့မှာမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးတဲထဲမှာကျန်ရှိနေတဲ့အိုးခွက်ပကံ ဆောင်အဝတ်စားနဲ့တခြားသုံးဆောင်ပစ္စည်းတွေအလုံးမီးလောက်သွားတယ်လို့တဲအိမ်မီးလောက်ပျက်စီးသွားတဲ့ဒေသခံအမျိုးသားတဦးကကဲလို့တွေထိုင်းကိုပြောပြပါဗျ။မီးလောက်ပျက်စီးသွားတဲ့ဂိုက်ရှင်ထုဆက်ကိုမိသားစုဝန်ရွေအတွက်လောက်ကင်စားတောက်နေရတာကြောင့်စိုက်ပျိုးရာသီရောက်တဲ့အခါမှာပုံမူခက်ခဲလာနိုင်တယ်လို့အဲ့ဒီဆက်ပိုင်ရှင်ကပြောပါဗျ။တောင်ရခြံဝင်းတွင်မှာတဲအိမ်15လုံးဝန်းကျင်ရှိနေပြီးငါးလုံးကမီးလောက်ပြန်ကျသွားခဲ့တာပါ။ ဒေသခံတွေဟာမိမိတို့ရဲ့တောင်ယာခင်းထဲမှာတဲအိမ်ကိုဆောက်လုပ်ထားတာဖြစ်ပြီးစိုက်ပျိုးရာဒီရောက်ရှိတဲ့အခါတောင်ယာခင်းထဲကိုနေထိုင်ကြတာကြောင့်အသုံးဆောင်ပစ္စည်းတွေလည်းထားရှိကြတာဖြစ်ပါတယ်။ဆိုမိုပရဆိုလေးမြို့နယ်အမှတ်နှစ်ဆစ်ဆောင်စခန်းမှာအလဲရန်ကျောင်းဖွင့်လို့ပို့စီစီဆောင်ရွက်နေတာရှိပြီးအကူအညီလိုအပ်နေတယ်လို့ကျောင်းတာဝန်ခံဆရာမတူကပြောပါတယ်။အဲဒီဆစ်ဆောင်စာတင်ကျောင်းဟာ2023ခုနှစ်ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့ ရှာရောမြို့တိုင်းတိုက်ပွဲကြောင့်ထွက်ပြေးသိမ်းရှောက်ပြီးတဲ့နောက်ဖွင့်လစ်ထားတဲ့အကြောင်းဖြစ်ပါတယ်။လက်တလုံးမှာတော့အဲဒီစာတင်ကြောင်းမှာ KG တန်းကနေ graphite ထိဖွင့်လစ်ထားတာပါ။တင်ကြားမဲ့ဆရာဆရာမအခက်ခဲတွေကြောင့် grade C ကိုတော့တက်ရောက်တဲ့ចောင်းသားတွေအတွက်အမှတ်၁ဆစ်ဆောင်ကို6လတစ်ဖြတ်ပုံစံနဲ့တွားရောက်တင်ကြားရတယ်လို့သိရပါတယ်။လာမယ့်ပညာသင်နှစ်မီအလဲတန်းကျောင်းအဆင့်တိုးမြင့်နိုင်ဖို့လိုအပ်တဲ့ចောင်းဆောင်မှုစာရေးကိရိယာကြောက်တင်ပုံနဲ့ တခြားတေထောက်ကူပစ္စည်းတွေလိုအပ်နေတယ်လို့ကျောင်းတာဝန်ခံဆရာမကဆွပြောပါတယ်။အဲဒီဆစ်ဆောင်စာတင်ကျောင်းမှာတော့ဆရာဆရာမဆယ်ဦးကျောင်းသားကျောင်းသူ80ကျော်ရှိတယ်လို့သိရပါတယ်ရှင်။ကျွန်တော်တွေထိုင်သတင်းဌာနရဲ့ညနေခင်းရုပ်သတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Green Hippie ဘီသားအားလုံးစစ်ဘေးပါဝင်ကပ်ဘေးမျိုးမျိုးမှာကေဝင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ကျမမော်လေးများပါရှင်။